မင်္ဂလာပါရှင် ကျမတော့ဖူအီရီနွယ်ပါ DV ရုံးမြင့်တန်ကြရဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါရောင်းမယ်ဘယ်လာရုစ်နိုင်ငံသမ္မတအလက်ဇန္ဒားလူကာရှန်ကိုဟာမြန်မာနိုင်ငံကို ရောက်ရှိနေပါတယ်ဥရောပရဲ့နောက်ဆုံးအာဏာရှင်ရဲ့မြန်မာပြည်ခီးစဉ်ကဘလို့သဘောဆောင်ပါတယ်စိုးသူအောင်သတင်းပေးပို့ထားပါတယ်ရှင်ဥရောပရဲ့ကွန်နေဘိတ်အာနာရှင်နိုင်ငံလို့တင်စားကြတဲ့ဘယ်လာရုစ်နိုင်ငံရဲ့သမ္မတအလက်ဇန္ဒားလူကာရှန်ကိုဟာ မြန်မာစစ်တပ်ရဲ့ဖိတ်ကြားချက်အရနေပြည်တော်ကိုနိုဝင်ဘာနောက်ဆုံးပတ်မှာလာရောက်ဖို့ရှိနေတာပါဒါဟာ2021ခုနှစ်အစစ်အနာသိမ်းပြီးနောက်ပိုင်းမြန်မာနိုင်ငံကိုနိုင်ငံတော်အဆင့်ခေါင်းဆောင်ပိုင်းလာရောက်တာဒုတိယအကြိမ်ဖြစ်ပြီး2022ခုနှစ်တုန်းကတော့ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ်ဟွန်ဆန်လာရောက်ခဲ့ဘူးပါတယ်လူကာရှန်ကိုရဲ့အခုခီးစဉ်မှာ စီးပွားရေးဆိုင်ရာပူပေါင်းရေးစာချုပ်တွေချုပ်ဆိုဖို့ရှိတယ်လို့စစ်ကောင်စီနဲ့နှိဆက်သူတွေကပြောသလိုစစ်လက်နက်ပစ္စည်းဝယ်ယူရေးကိစ္စအပြင်နိုင်ငံရေးအရာတရားဝင်မှုရရှိရေးအဓိကရည်ရွယ်တာလို့လေးလာသူတွေကလည်းသုံးသပ်ကြပါတယ်။နိုင်ငံရေးလေးလာ သုံးသပ်သူဦးအောင်သူငိန်ကတော့ဒီခီးစဉ်ဟာနှုတ်ဦးနှစ်ဖက်အကျိုးစီးပွားကိုရှာဖွေတာဖြစ်တဲ့အကြောင်းသူတော်ချင်းသတင်းလွတ်လွတ်ဆိုတဲ့မြန်မာစကားပုံနဲ့ဥပမာပေးပြောပါရစေ။သူတော်ချင်းသတင်းလွတ်လွတ်ဆိုတဲ့ပုံစံပူဆက်ပါလေ။နော် ဲ့တော့မြန်မာနိုင်ငံဘက်ကကျတော့ကျွန်တော်ထင်တယ်လိုချင်တာပါလဲဒီသူတို့သဘောတူညီချက်တွေလည်းရှိပါတယ်ဘယ်တော်ရုဆက်နေပြီးတော့ကျွန်တော်တို့လိုချင်တာက site view ရေးပစ္စည်းဤပညာစေဝါပစ္စည်းရေးလိုချင်တယ်เนาะဒါတွေရှိပါတယ်နောက်တစ်ခါကျတော့သူကရုရှားနဲ့ဒီလက်နက်စနစ်တူညီတာပေါ့ဗျာအဲ့ဒါကျတော့မြန်မာပြည်မှာရှိတဲ့လေရင်လေကျွန်တော်တို့ရဟရင်လေစစ်ပစ္စည်းတွေအဲ့ဒါတွေ spare parts တွေဟာ ီဘယ်လာရုစ်ကနေလို့ဈေးပိုပိုနဲ့ရနိုင်တယ်ပေါ့နော်ဆိုဒီချက်တွေကျူတင်တယ်လို့ယူဆပါတယ်လူကာရှန်ကိုအတွက်ပရမအုပ်ဆုံးမြန်မာခီးစဉ်ဖြစ်ပေမဲ့မြန်မာစစ်ကောင်းဆောင်ကတော့2025ခုနှစ်မတ်လနဲ့ဇွန်လတွေမှာဘယ်လာရုစ်နိုင်ငံကိုနှစ်ကြိမ်သွားရောက်ခဲ့ပူပါတယ်အဲ့ဒီခီးစဉ်နဲ့စစ်ကောင်းဆောင်ကဒီဇင်ဘာမှာရွေးကောက်ပွဲလုပ်မယ်လို့ကြေညာခဲ့ဘူးတာကြောင့်ဘယ်လာရုစ်ကမြန်မာစစ်တပ်ရွေးကောက်ပွဲစီကိုစောင့်ကြည့်လေးလာသူတွေစစ်လွတ်နိုင်ခြေရှိတဲ့အကြောင်းဥအောင်သူငင်းကသုံးသပ်ပါတယ်။ ဘယ်လာရုစ်ကမြန်မာစစ်တပ်အတွက်အရေးပါတဲ့စစ်လက်နက်ရောင်းချသူနဲ့လေ့ကျင့်သင်ကြားသူနိုင်ငံဖြစ်တဲ့အပြင်ကုလသမဂ္ဂမှလည်းနိုင်ငံအရေးထောက်ခံမှုပေးတဲ့နိုင်ငံဖြစ်တဲ့အကြောင်း Justice for Myanmar ပြောခွင့်ရသူမရတနာမောင်ကပြောပါရယ်သူ့ရဲ့စာနဲ့ဖြေကြားချက်ကို DVB သတင်းတောက်ကအတန်အစားတို့ဖတ်ပြထားပါရယ်အခုခီးစဉ်ကလည်းအဲ့ဒီဆက်ဆံရေးတွေကိုပုံမှုခိုင်မာစီမှာဖြစ်ပြီးတော့ဒီခီးစဉ်အတွင်းအခွန်နဲ့အကောက်ခွန်ဆိုင်ရာသဘောတူညီချက်တွေကနေ ခရိုနီတွေကိုစီးပွားရေးလုပ်ငန်းတွေပုံမဆက်နွယ်လှုပ်ဆောင်လာစေဖို့သွေးဆောင်နိုင်မဲ့အစီအစဉ်တွေလည်းပါဝင်ပါတယ်။လူကရှန်ကိုအစိုးရကမြန်မာပြည်သူတွေညှင်းပယ်ထားတဲ့စစ်အုပ်စုရဲ့အတူရောင်ရွေးကောက်ပွဲကိုပံ့ပိုးကူညီဖို့စောင့်ကြည့်လေ့လာသူတွေကိုလည်းစစ်လွတ်သွားလိမ့်မယ်လို့မှန်းဆရပါတယ်။အဲ့ဒီဆက်ဆံရေးကြောင့်ဒဏ်ခတ်ပိတ်ဆို့မှုတွေကိုကြော်ခွရှောင်တိန်နေနိုင်ပြီးနိုင်ငံတကာဥပဒေကိုထိခိုက်စေပါတယ်။ အစိုးရရဲ့အနေနဲ့နောက်ထပ်ပြစ်မှတ်ထားဒဏ်ခတ်ပိတ်ဆို့မှုတွေနဲ့တုံ့ပြန်ရမှာဖြစ်ပြီးစစ်အုပ်စုရဲ့အတူရောင်ရွေးကောက်ပွဲကိုကန့်ကွက်ဆန့်ကျင်ရမှာဖြစ်ပါတယ်ဒါအပြင်မြန်မာနိုင်ငံကိုလာရောက်ဖို့ရှိနေတဲ့ဘယ်လာရုစ်သမ္မတအလက်ဇန္ဒားလူကာရှန်ကိုဟာနိုဝင်ဘာ25ရက်နေ့မှာမြန်မာနဲ့ဘယ်လာရုစ်နိုင်ငံအချင်းချင်းပူးပေါင်းဆောင်ရွက်ဖို့သဘောတူထားတဲ့စာချုပ်မူကြမ်း၃ခုကိုလက်မှတ်ရေးထိုးအတည်ပြုခဲ့ပါတယ်။အဲဒီ၃ခုကတော့ဗီဇာကင်းလွှင့်ဆိုင်ရာသဘောတူစာချုပ်မူကြမ်း အကောက်ခွန်ဆိုင်ရာပူပေါင်းဆောင်ရွက်ရေးသဘောတူစာချုပ်မူကြမ်းနဲ့နှစ်နိုင်ငံအကြားအခွန်နှစ်ထပ်ကြားသိမှုကနေရှောင်ရှားရေးသဘောတူစာချုပ်မူကြမ်းတို့ဖြစ်တဲ့အကြောင်းဘယ်လာရုစ်သမ္မတရုံးကထုတ်ပြန်ထားပါတယ်။ဘယ်လာရုစ်သမ္မတလူကာရှန်ကိုဟာနိုဝင်ဘာ26ရက်နေ့မှာကာဇက်စတန်နိုင်ငံကိုအလုသဘောခီစတင်သွားရောက်မှာဖြစ်ပြီးတော့အဲဒီနောက်မှာမှအရှိတောင်အာရှအရှိအလေပိုင်းနဲ့မြောက်အာဖရိကနိုင်ငံတွေစီပြည်ပခီးစဉ်အဖြစ်ဆက်လက်သွားရောက်မှာလို့အဲ့ဒီထုတ်ပြန်ချက်မှာဖော်ပြထားပါတယ် ကျွန်တော်စိုးသူအောင်ပါ2021ခုနှစ်စစ်တပ်အာဏာသိမ်းပြီးတဲ့နောက်ပိုင်းကရင်ပြည်နယ်နဲ့ထိုင်းနယ်စပ်မှာကြားဖြတ်ခေါ်အွန်လိုင်းငွေလင်ကိုင်းတွေအခြေစိုက်တဲ့နေရာတွေပုံများလာတယ်လို့စစ်တပ်ရဲ့ပြောရေးဆိုခွင့်ရှိသူဗိုလ်ချုပ်စော်မင်းထွန်းကပြောပါတယ်အဲ့ဒီလိုပုံများလာတဲ့အကြောင်းကိုဒီနေ့ထုတ်စစ်တပ်လက်အောက်ခံသတင်းစာတွေမှာဂျူရုတပ်ပုံနဲ့တကွဖော်ပြထားတာပါဒါပြင်အဲ့ဒီအဆောက်အဦတွေတိုးချဲ့ဆောက်လုပ်နေကြတဲ့ကသူတို့သိရှိခဲ့ကြောင်းလဲသတင်းစာတွေမှာဗိုလ်ချုပ်စော်မင်းထွန်းကပြောထားပါဗျ 2021ခုနှစ်ဖေဖော်ဝါရီလနောက်ပိုင်းနိုင်ငံရေးဖြစ်စဉ်တွေကြောင့်နိုင်ငံတော်လုံခြုံရေးအခြေအနေတွေပေါ်အခွင့်အကောင်းယူပြီးဒီဒေသတွေမှာတရားမဝင်အဆောက်အုံတွေကိုတိုးချဲ့ဆောက်လုပ်နေကြောင်းသိရှိခဲ့ရပါတယ်လို့သူကဝန်ခံထားတာပါဒါပေမဲ့အဲ့ဒီအဆောက်အဦတွေများလာတာကကရင်အမျိုးသားစီအယုံ KNU မှာပဲတာဝန်ရှိပြီးစစ်တပ်အနေနဲ့ငွေလိမ်ကိုင်းတွေနှိမ်နှင်းဖို့ပဲလုပ်နေတယ်လို့ဗိုလ်ချုပ်စွန်မင်းထွန်းကပြောပါတယ်။ဒါပေမဲ့နိုင်ငံတကာကတော့ကြားဖြတ်လုပ်ငန်းတွေကနေစစ်တပ်လက်အောက်ခံကရင်နယ်ကြားဆောင်တပ်စစ်တပ်နဲ့အပြည့်ရထားတဲ့ DKPA တို့ကအကျိုးမြတ်ရနေတယ်ဆိုပြီးအေးအေးယူပိတ်ဆို့တာတွေလှုပ်ထားသလိုစစ်တပ်ကလည်းကြားဖြတ်လုပ်ငန်းကနေအကျိုးမြတ်တွေရနေတယ်လို့ဆွေးနွေးပြောဆိုထုတ်ပြန်တာတွေရှိပါတယ်ရှင်။ DV ဥမြင့်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုရှုစားကြရတာပါ။ကျမတို့ဖူးကြီးနေပါ။ကြည့်ရှုနာဆင်မိကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။